မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 30ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းလောင်လုံးမြို့ပေါ်မှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရန်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို RPG နဲ့ပြစ်ခတ်တိုက်ခိုက်ရာစစ်တပ်ဘက်က၄ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ28ရက်နေ့မွန်လဲတနအိကမှာလောင်းလုံးမြို့ပေါ်မှာရှိတဲ့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရန်လာတဲ့ပြူစောတိခေါင်းဆောင်မင်းသိရဲ့တားဖြစ်သူနဲ့စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ကားကိုတော်လိုင်းတပ်ဖွဲ့များကလောင်းလုံးမြို့ပေါ်အထက်ကကြောင်းရှိမှာ RPG နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာပြူစောတိများနဲ့စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ကားကို RPG ထိမှန်ပြီးတော့ဓာတ်တိုင်ကိုဝင်တိုက်ကာကားတစ်စီးလုံးပြတ်စီးသွားတယ်လို့သိရပါတယ်။ဒါအပြင် ်အပြန်လာပစ်ခတ်မှုလည်းဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးတိုက်ခိုက်မှုဖြစ်ပွားနေတဲ့အချိန်မှာလည်းစမ်းလန်းရွာအနောက်ဘက်ပင်လယ်ပြင်က965စစ်တင်းမောတစည်းဟာလည်းစမ်းလန်းရွာကမ်းဘက်ကိုကတ်လာတယ်လို့သိရပါဗျ။လောင်းလုံးရဲစခန်းနဲ့ဆိုင်ရဖရုံကအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာလည်းလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့်မြို့ပေါ်မှာရှိတဲ့ပြည်သူပိုင်းနေအိမ်များပေါ်ကိုကြက်ရောက်ပောက်ကွဲပြီးနေအိမ်၃လုံးခေါင်မိုးထိမှန်ကပြည်သူများထိခိုက်မှုတော့မရှိဘူးလို့ပြောပါတယ်။ကားကပြူစောဒီခေါင်းဆောင်မင်းသိန်းစီးတဲ့ကား ပြစ်တဲ့အချိန်ကကားပေါ်မှာမင်းသိမ့်ပါမလာပဲနဲ့သူ့ရဲ့သားနဲ့အဖွဲပါလာတာအကုန်လုံး၄កောင်တေးတယ်လို့သိရတယ်။လမ်းပေါ်မှာတော့၃កောင်မှောက်နေတယ်။ဒကောင်ကတော့၆ောင်မှာထိပြီးတော့လွတ်သွားတယ်။ကားကတော့ကားရဲ့နောက်ပိုင်း RPG နဲ့ထုခံရပြီးတော့ဓာတ်တိုင်ကိုဝင်တိုက်ပြီးဓာတ်တိုင်ကျိုးကြပြီးတော့ပြိနေတယ်။ကားလည်းသုံးစားလို့မရတော့ပါဘူး။အငိုက်မိသွားဖို့ရတယ်။ကျွန်တော်တို့ဘက်ကတော့အထိကမရှိပဲနဲ့ပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လို့လောင်းလုံးမြွနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ကပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကစက်တက်လေးထီးတစ်စီးဟာလေပြင်းကြောင့်ပြတ်ကျလာပြီးတော့အဲ့ဒီလေထီးမောင်းနေသူစစ်သားနှစ်ဦးကိုတော်လိုက်တပ်ဖွဲ့တစ်ခုကဖမ်းဆီးရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဧပြီလ28ရက်နေ့ည7:24မိနစ်အချိန်မှာအနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခတပ်တွင်းထဲကပြည်သူလူထုနေထိုင်ရာခြေရွာများကိုဘုံကျဲရန်စစ်တပ်၄ထိနှစ်စီတက်လာခဲ့တယ်လို့သိရပါဗျ။စစ်တပ်၄ထိဒစီးကအနောက်မြောက်တိုင်းစစ်ဌာနချုပ်ဘောလုံးကွင်းထဲကိုပြန်ဆင်းနိုင်ခဲ့ပြီးတော့ကျန်တဲ့ဒစီးကတော့လေတိုင်နှုံးနဲ့ချင်းတွင်းမြစ်ကြောင်းအတိုင်းအောက်ဘက်ကိုမျောပါသွားတယ်လို့သိရပါဗျ။အခုလိုမျိုးလေပြင်းနဲ့ပါသွားတဲ့စစ်တပ်၄ထိကမောင်းနေသူစစ်သား၅ဦးဟာ ခုံချထွက်ပြေးလိုက်တဲ့အတွာချင်းတွင်မြစ်အနောက်ဘက်ကမ်းကိုကျသွားပြီးတော့တော်လိုင်းတပ်ဖွဲ့တစ်ခုကဖမ်းဆီးရရှိထားတယ်လို့သိရပါတယ်။၎င်းတို့ရဲ့လက်နက်ခဲယမ်းများကိုတင်းစီနိုင်ရန်အတွက်စစ်ဆေးနေဆဲဖြစ်တယ်လို့သိရပါတယ်။၎င်းတို့ခုံချဆွန့်ပစ်ခဲ့တဲ့စက်တပ်လေထီဟာလည်းချင်းတွင်မြစ်အရှိတ်ဘက်ခြမ်းကိုကျရောက်ပြီးတော့တော်လိုင်းတပ်ဖွဲ့များကလိုက်လံရှာဖွေနေဆဲဖြစ်တယ်လို့သိရပါတယ်။လူပဲရတာပါပါရာမော်တာမရဘူးလို့သိရတယ်ပါရာမော်တာကိုလိုက်ရှာနေတော့မှာပဲပါရာမော်တာကမြစ်ရဲ့အရှိတ်ဘက်ခြမ်း ်မုံရွာဘတ်ချမ်းချောင်းညွန့်တဲ့ဘတ်ချမ်းပေါ့လူကားတော့ချင်းရွှင်းမြေရဲ့နောက်ဘတ်ချမ်းစားလင်းကြီးနေတဲ့ကအဖွဲတွေဖမ်းထားတာဘယ်အဖွဲလဲတော့မသိသေးဘူးပြက်ကျသွားတဲ့အချိန်လူကခုန်ချလိုက်တော့မြေရဲ့နောက်ဘတ်ချမ်းမှာပြုတ်ကြတာပါရာမော်တာကတော့လေနဲ့အတူပါသွားလို့ချင်းရွှင်းမြေရဲ့ရှေ့ဘတ်ချမ်းကိုပြုတ်ကြတာတက်တုံးကတော့နှစ်စီးတက်လာတာဒစီးကတော့သူတို့ဘောလုံးမင်းနဲ့ကိုပြန်ဆင်းနိုင်ခဲ့တယ်ဒစီးကတော့တောင်ဘက်အထိကိုလွင့်လာတာပါရာမော်တာကဘသူရသွားလဲဆိုတာတော့မသိရသေးဘူးလူရတာတော့ပဲသိရသေးတယ်လက်နက်တွေကတော့ရှာတုံးလို့သိရတယ်သူတို့စီမှာလက်နက်ရောပါလာတယ်လို့တော်လိုင်းတပ်ဖွဲ့တစ်ခုကရှင်းပြထားပါဗျာ ဧပြီလ23ရက်နေ့ညနေ9နာရီခွဲအချိန်ကမှပခုတ်ကူမြို့နယ်တမတရတိကနေတက်လာတဲ့အကြမ်းဖက်ဆက်တက်ရဲ့ဆက်တက်၄ထီ၃စီးကိုတော်လိုင်းတပ်ဖွဲ့များကလက်နက်ငယ်များနဲ့ပစ်ခတ်ခဲ့ရာဒစီးဟာကြီထိမှန်ခဲ့ပြီးတော့ဆက်ချုပ်ရင်းကပြတ်ကျခဲ့တယ်လို့သိရပါတယ်။၄ထီမောင်းနေသူစစ်သားတချို့ဟာလည်းလွတ်မြောက်သွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းရေစကြုံမြို့နယ်ဘလဘရွာကိုရွာလုံးကျွမီးရှို့ဖျက်ဆီးခဲ့တဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုနှစ်ရက်ဆက်တိုက်ကြားဖြတ်တိုက်ခတ်ရာစစ်ကောင်စီတပ်သားအယောက်20ကျော်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဧပြီလ20ရက်နေ့မှာပခုတ်ကူမြို့ကနေလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ရေစကြိုဘက်ကနေလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းတို့ပူးပေါင်းပြီးတော့အင်အား250ကျော်နဲ့ရေစကြိုမြို့နယ်ကျူရွာကြီးရွာဘက်ကိုမနက်၄နာရီအချိန်ကစပြီးတော့စစ်ကြောင်းထိုးဝင်ရောက်လာတယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာမနက်၉နာရီခန့်မှာကျူရွာကြီးရွာကဗလဘကြီးရွာဘက်ကိုဆက်လာပြီးတော့စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အချိန်ရေစကြိုတပ်ပေါင်းစုကရဲဘော်များနဲ့မိနစ်20ခန့်ခိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာကျူရွာကျေးရွာအတွင်းထဲကိုပြန်လည်ထွက်ပြေးသွားပြီးတော့နေ့လယ်ဆန်းနန္ဒာရီခွဲအချိန်ကမှဒုတိယအချိန်ကျေးရွာတွေကိုထပ်မံထွက်လာတဲ့အတွက်တိုက်ပွဲဖြစ်ပွားပြီးကျူရွာကျေးရွာတွေကိုထပ်မံထွက်ပြေးသွားတယ်လို့သိရပါတယ်။အေပီလ22ရက်နေ့မှာကျူရွာကျေးရွာအတွင်းကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာဘလဘကျေးရွာဘက်ကိုအင်အားအလုံးရင်းနဲ့ထပ်မံထိုးစစ်ဆင်လာတဲ့အတွက်ကြောင့်ရေစကြိုတပ်ပေါင်းစုကဥဆောင်ပြီးတော့မဟာမိတ်ညီနောင်အဖွဲ့များနဲ့ နှစ်နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်20ကျော်သေဆုံးပြီးအယောက်30ကျော်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်သေဆုံးသွားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားမသားအလောင်းများကိုပခုတ်ကူဘက်ကို၃မိန်းနဲ့ ပြန်ပြီးတော့ခိုးတယ်နေတယ်လို့သိရပါတယ်တိုက်ပွဲအတွင်းမှာစစ်ခွေးတွေကအင်အားအလုံးရင်းနဲ့မြေပြင်ရောဝေဟင်ရောပါထိုးစစ်ဆင်တိုက်ခိုက်လို့ကျွန်တော်တို့တော်လိုင်းရဲဘော်တွေစုတ်ခွာပေးလိုက်ရတာပါလို့ရေစကြိုတပ်ပေါင်းစုတရင်နဲ့ပြန်ကြားရေးတာဝန်ခံဇက်ဖီခေကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုရေစကြိုတပ်ပေါင်းစုပခုတ်ကူခရိုင်တိုင်ရင်နှစ်330ရေစကြိုမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပလဖာပခုတ်ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖာရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖာကံမတပ်ပေါင်းစုနေစီမချပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမေလက်ယုံပျောက်ကြားတဲ့ဒေါင်းညင်အောင်နဲ့ Wolf Brothers Burma Revolution Ranger တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်တိုက်ပွဲအတွင်းမှာရေစကြိုတပ်ပေါင်းစုကရဲဘော်တအူးမြင့်မြတ်စွာကြာဆုံးခဲ့ပြီးတော့တုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာဘလဘကြီးပါကိုရွာလုံးကျွမိရှုဖျက်ဆီးခဲ့ပြီးတော့ဧပြီလ22ရက်နေ့မှာပြန်လည်ဆုတ်ခွာသွားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မုံပြင်းနယ်တန်ဖြူစရမြို့နယ်ဗောလမြိုင်ရေဖျားတုံးစုလမ်းဆောင်မှာရှိတဲ့အချမ်းမဆက်တိုက်ရဲ့တက်ကောဂိတ်တဆက်ခန်းကိုဝင်ရောက်တိုက်ခတ်ရာစေကောင်စီတပ်သား2ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ29ရက်နေ့နေ့လယ်တနာရီကမှတန်ဖြူစရမြို့နယ်ဗောလမြိုင်ရေဖျားတုံးစုလမ်းဆောင်မှာရှိတဲ့အချမ်းမဆက်တိုက်ရဲ့ ပကောဂိတ်တဆက်ခန်းကိုယာမညစစ်ကြောင်းကဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုဟာ7မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းမဲ့စစ်တပ်က120မမ40မမအပါအဝင်လက်နက်ငယ်များနဲ့ပြန်လည်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းမဲ့စစ်တပ်က2ဦးသေဆုံးပြီးတော့5ဦးပြင်းထန်စွာဒဏ်ရာရရှိကာတော်လိုင်းတပ်ဖွဲ့ဝင်တွေဘက်ကတော့အထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ ီတိုက်ပွဲကကျွန်တော်တို့ဖော်ဆောင်နေတဲ့တိုက်ပွဲတွေတဲကတခုပါအခြားဒေသတွေမှာတော်လိုင်းရင်အင်အားစုများကထိုးစစ်ဆင်နေသလိုကျွန်တော်တို့မုံဘက်မှာလည်းစစ်ရဲအရှိန်ဟုန်မြင့်တင်တဲ့တိုက်ပွဲတခုပါလို့ရမညစစ်ကြောင်းကတာဝန်ရှိသူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကလေးဝမြို့နယ်မှာရှိတဲ့ခြေရွာ၃ရွာကိုအကြမ်းဖက်ဆက်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူနှအုပ်တေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ29ရက်နေ့မွန်လွယ်ပိုင်းမှာကလေးဝမ်မြို့နယ်မှာရှိတဲ့ကျွဲနံရွာ၊စင်ကောင်းရွာနဲ့ဂဇက်ရွာတို့ကိုအကြမ်းဖက်ဆက်တပ်က112လေးရင်နဲ့ ဘာတိုက်ပွဲမှာမရှိဘဲနဲ့ဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါတယ်။အချက်မဲ့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာကျွဲနိုင်ရွာနဲ့ဂဇက်ရွာတို့ကအသက်58နှစ်အရွယ်အမျိုးသားတဦးနဲ့အသက်54နှစ်အရွယ်အမျိုးသမီးတဦးတို့ပွဲချင်းပြီးတိုက်ဆုံခဲ့ပြီးတော့ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ပြည်သူပိုင်းနေအိမ်၃လုံးဟာလည်းထိမှန်ပျက်စီးခဲ့ပြီးတော့ပြည်သူများဟာလက်ရှိအချိန်မှာကျေးရွာများမှာနေထိုင်ရခြင်းမရှိတဲ့အတွက်ကြောင့်ထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းဒဝဲခရိုင်အတွင်းမှာနှစ်ဖက်တိုက်ပွဲတွေနဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဆက်ရက်အတွင်းမှာစစ်ဘေးရှောင်ပြည်သူအယောက်တထောင်ကျော်ရှိလာပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုအေပီလာဒုတိယဘက်ကစပြီးတော့ဒဝဲအရှိတော်ဒေသတေအချောင်းမြို့နယ်အောက်ပိုင်းနဲ့ရေပြူမြို့နယ်မင်းသားရွာတဝိုက်မှာတော်လိုင်းတက်တွေနဲ့စစ်ကောင်စီတို့တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့စစ်ကောင်စီကလေကြောင်းကနေဘုံကျဲတာနဲ့လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် အဲ့ဒီဒေသကဒေသခံတွေအဓိကစစ်ဘေးရှောင်နေရတယ်လို့သိရပါဗါးဒဝယ်မြို့နယ်အရှိတော်ဒေသမှာတော့ထီကီနယ်ဆက်အနီးကစစ်ကောင်စီရဲ့ထီထဗျူဟာစခန်းကို KNL နဲ့ပြည်သူ့ကာကွယ်ပူးပေါင်းတပ်တွေသိမ်းပိုက်ပြီးတဲ့နောက်မှာစစ်ကောင်စီကထီကီနဲ့တောင်သုံးလုံးကြီးရွာတွေကိုလေကြောင်းကနေဘုံကျဲခဲ့တယ်လို့နှစ်ဖက်တပ်တွေစစ်ရေးအရှိန်ဟုန်မြင့်လာတာတွေကြောင့်ဒဝယ်ထီကီလမ်းတစ်လျှောက်ကကြီးရွာတွေစစ်ဘေးတိမ်းရှောင်နေရတယ်လို့သိရပါဗါးထီကီတဝိုက်ကကရင်တိုင်းသားရွာတွေကနေ ထိုင်းနိုင်ငံနယ်စပ်အနီးမှာတွားရောက်ပြီးတော့တိမ်းရှောင်နေသူ2000ကျော်ရှိပြီးတော့မြစ်တာမျိုးတောင်တုံးလုံးမြောင်းမျိုးကြောင်မဲတောင်ဟိန္ဒရာချောင်းကထောင်းနေနဲ့ဝါကုန်းရွာတွေကဒေသခံတွေနဲ့ပေါင်းရင်အရှိတော်ဒေသတစ်ခုထဲမှာတင်စစ်ဘေးရှောင်ဥယျာဉ်9000ထက်မနည်းရှိတယ်လို့ဒေါနာတနင်းသာကြီးစစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့ကပြောဆိုထားပါတယ် စစ်ဆောင်ကဒဝဲခရိုင်တစ်ခုလုံးစာဆိုရင်တပ်ပေါင်းကတော်တော်ကိုကြုံနေပါပြီဒါတောင်မှအခုကာလမှာဖြစ်နေတဲ့စစ်ရေးအခြေအနေကြောင့်ရှောင်နေတဲ့အရေးအတွက်တီးတန့်ပါလို့ဒေါနာတနင်းသာရီစစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့ရဲ့မြေပြင်တာဝန်ခံကိုယောနတန်ကပြောပြထားပါဗျတေးရချောင်းမြို့နယ်မှာတော့ဝင်းဝရဲစခန်းတိုက်ခိုက်ခံရပြီးတဲ့နောက်မှာစစ်ကောင်စီကလေးချောင်းကနေဘုံကျဲခဲ့တာကြောင့်ဝင်းဝမင်းတပ်ဝဲရက်ကမြိုင်ရငဲကျွဲမင်းကိုကြောက်ခမောက်နဲ့တဲချောင်းသားရွာတွေကရွာလုံးကျွတ်တိတ်ဆောင်နေရတယ်လို့စုံစင်ဖြားရေချိုချောင်းနဲ့ ဂုံညင်းစိတ်ကြေးရွာတွေကတချို့တဝက်တိမ်းရှောင်နေရတယ်လို့ဒေသခံတွေစီကသိရပါဗါးဒေါနာတနင်းသာရီအဖွဲ့ကတော့တရချောင်းမြို့နယ်တခုထဲမှာတင်အခု၁၀ရက်အတွင်းစစ်ဘေးရှောင်၃၀၀၀ကနေ၅၀၀၀ကျားရှိတယ်လို့ပြောဆိုထားပါဗါးတရချောင်းမြို့နယ် ဝဲရဲရွာကန်တအူးကကျမတို့ရွာမှာကတက်ကြီးရွယ်အိုတွေရှိနေတော့အိမ်ကနေခွာလို့မရဘူးဖြစ်နေတယ်။လမ်းတွေလည်းပိတ်နေတော့ပိုဆိုးတာပေါ့။ပတ်ပတ်လည်းရွာတွေမှာတော့အကုန်လုံးပြေးကုန်ကြပြီလို့ပြောပြထားပါဗါး။ရေပြူမြို့နယ်မှာတော့မင်းသားရွာမှာရှိတဲ့ပြည်သူစစ်တွေကိုမွန်ကရင်နဲ့ဒဝဲတော်လိုင်းရေးပူးပေါင်းတပ်တွေကအခုအေပီလ20ရက်နေ့မှာဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့်နှစ်ဖက်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့စစ်ကောင်စီကလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါဗါး။အဲ့ဒီနောက်မှာတော့ရေပြူမြို့နယ်ကမင်းသားရွာတဝိုက်မှာလည်းစစ်ဘေးရှောင်တထောင်ကျော်လောက်အထိရှိနေတယ်လို့ဒေါနာတနင်္သာရီအဖွဲ့ရဲ့အချက်အလက်တွေအရသိရပါဗါး။ ယ်။စေဘေးရှောင်တွေဟာလက်ရှိမှာစားနဲ့ရိတ်ခါဆေးဝါးနဲ့ချင်းအောင်တွေလိုအပ်နေတယ်လို့ဒေါနာတနင်းသားရဲ့အဖွဲ့ကပြောဆိုထားပါရယ်။တိုက်ပွဲတွေကြောင့်ဒဝဲထီခီလန်တချောင်းနဲ့ဒဝဲဘိတ်ကားလန်တို့လမ်းပိတ်နေပြီးတော့ဒေသခံတွေလမ်းပန်းဆက်သွယ်ရေးလက်အခက်အခဲဖြစ်နေတယ်လို့သိရပါရယ်။ ဒဝဲခရိုင်မှာပြီးခဲ့တဲ့နှစ်အခုလိုအချိန်ကလည်းတော်လိုင်းတက်တွေနဲ့စစ်ကောင်စီတက်တို့တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့်အခုလိုမျိုးစစ်ဘေးရှောင်ပြည်သူတောင်းနဲ့ခြေပြီးတော့ရှိခဲ့ဘူးတယ်လို့သိရပါတယ်။လက်ရှိမှာလည်းစစ်ကောင်စီဟာဒဝဲမြို့နယ်နဲ့တရချောင်းမြို့နယ်တွေမှာလေကြောင်းကနေဘုံကျဲတာတွေနဲ့တပ်စခန်းတွေကိုလက်နက်နဲ့ရိတ်ခါပို့ဆောင်တာတွေဇက်တိုက်လှုပ်ဆောင်နေတာကြောင့်စစ်ဘေးရှောင်နေရတဲ့လူဦးရေတွေပုံမှန်များပြားလာနိုင်တယ်လို့ဒေသခံတွေကသုံးသပ်ထားကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးရန်တွေအပေါင်းကကင်းဝေးပြီးတော့အကြမ်းတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ